ခင်ပါရှင်ဒီနေ့အတွက်ကိုရဲ့ soul family တို့အတွက် message ကိ message ကတော့ strength ပေါ့နော်ကိုမှရှိတဲ့ခွန်အားတွေကိုထုတ်သုံးရမယ်နေ့ထုတ်သုံးရမယ်အချိန်ဆိုတာကိုပြောတယ်အာဆိုတော့အရန်ကြီးတွန်းအားပေးတော့အမျိုးဟုတ်ပဲ ਨੇ inner resilient ပေါ့နော်အတွင်းမှာရှိနေတဲ့ခွန်အားတွေကိုကိုကိုနားလည်ရမယ်ကိုမှရှိနေတဲ့တတိကိုမှရှိနေတဲ့လုံနိုင်စွာဒါတွေကို တည်ရမယ်နေ့အတုံးချတတ်ရမယ်နေ့ဆိုတာမျိုးတွေကို ပြောပါရရှင်ဒီမှာကိုယ့်ရဲ့ soul family တို့အနေနဲ့အရာရာမှာအရင်ကြီးတွန်းအားပေးတာမျိုးမဟုတ်ပဲနဲ့သူ့ရဲ့ flow လေးတိုင်းအဆင်ပြေသွားဖို့ရှိတယ် connection တွေပေါ့နော် relation တွေအလောအကိုင်းအချင်းကြီးမိသားစုအတွင်းဆက်ဆံရေးဒါမျိုးတွေမှာအပေးယူမြနိုင်မယ်နေဖြစ်တယ်တယောက်တည်းလောက်ကိုင်းတဲ့ကိစ္စတွေ ထက်အာအဖွဲ့အစည်းနဲ့လုပ်တဲ့လုပ်ငန်းတွေဒီနေ့မှအကျိုးမြတ်တွေရနိုင်တယ်။ဆုံးဖြတ်ချက်တွေခိုင်ခိုင်မာမာချနိုင်မယ်ဆိုတာမျိုးတွေကိုတွေ့ရတယ်။တခုခုဆုံးဖြတ်ဖို့များဒီနေ့မှရှိခဲ့ရင်နှလုံးသားကိုပဲအခြေခံပြီးတော့ဆုံးဖြတ်ပါ၊တုံးသက်ပါဆိုတာမျိုးပြောချင်ပါတယ်ရှင်။ဒီနေ့မှာငိမ့်အေးမှုငိမ့်ချမ်းမှုကိုရှာဖွေနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာရုပ်ပိုင်းဆိုင်ရာအရာ ဟာသူများကိုလည်းနားလည်ပေးနိုင်တယ်လို့ကိုကိုကိုလည်းပို့ပြီးတော့တည်လာမယ်နေ့ fish making ပေါ့နော်ငိမ့်အီမှုကို ပို့ပြီးတော့အလိုရှိလာမယ်ပြီးရင်ကိုကိုကိုဒီနေ့မှာအရင်ကိုယုံကြည်နေလိမ့်မယ်ပေါ့နော်ဘာပဲလုပ်လို့ရိုးရိုးတတပဲလှုပ်ဆောင်ပါယူထားတဲ့စကားကိုပဲပြောပါမှန်ကန်မှုကိုပဲအတုံးချပါဒါဆိုရင်တော့ဒီနေ့လှုပ်တဲ့များအောင်မြင်ပြီးတော့အဆင်ပြေပါလိမ့်မယ်ရှင်အဓိကကတော့အဖွဲ့အစည်းနဲ့လှုပ်တဲ့အချိန်မှာမတူညီမှုတွေကိုလက်ခံ နားလည်ပေးနိုင်မယ်ဆိုရင်ဒီလုပ်ငန်းဟာပို့ပြီးတော့အောင်မြင်လာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်။စာချုပ်ချုပ်ဖို့ညွှန်နေတဲ့သူတွေ offer တစ်ခုခုကိုညွှန်နေတဲ့သူတွေများရှိခဲ့မယ်။ဂရီကဝတ်တစ်ခုခုကိုလိုချင်နေတဲ့သူတွေများရှိခဲ့မယ်ဆိုရင်ဒီနေ့မှရနိုင်ပါတယ်ရှင်။ဆိုတော့ကျေးဇူးတင်ပါတယ်။ဇူလိုင်ရဲ့လအစမှာအီချမ်းမှုပျော်ရွှင်မှု အပေးယူမျှမှုတွေရောက်ရှိလာပါစေလို့ဆုတောင်းပေးပါတယ်ရှင်။